Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ12ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူသွားကြည့်ရမှာဖြစ်ပါတယ်ဒီနေ့မှာတော့ဗောနော်တကယ်ပဲဝမ်းသာစရာကောင်းတဲ့စခန်းတိတ်တိုက်ပွဲတွေအပြင်ကျမစစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့ရုပ်မှာရစ်ဆက်စွာစာတင်ကြောင်းတွေကိုဘုံကျဲမှုတွေလည်းကျွန်တော်ကြားသိရမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်လိုရင်းတိုရှင်သတင်းလေးတွေဖတ်ပြပေးပါမယ်ခင်ဗျာ ပထမသတင်းတစ်ပုဒ်ကတော့မြန်မာစစ်တပ်ကတဲ့နိုင်ငံတကာစစ်တပ်တွေနဲ့အတူအဆင့်မီတဲ့စစ်တပ်ဆိုပြီးစစ်ကောင်စီကပြောတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့နော်အဲ့ဒါကိုပြောတော့တာတခြားသူမဟုတ်ဘူးအချမ်းပဲစစ်ကောင်ဆောင်မေအောင်လိုင်းရဲ့လက်ဆွဲတော်ဇော်မေးလုံးပဲဖြစ်ပါရဲ့နော်မြန်မာစစ်တပ်ကနိုင်ငံတကာစစ်တပ်တွေနဲ့အတူအဆင့်မီတဲ့ဆိုတဲ့စစ်တပ်ဆိုပြီးစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မေးထွန်းကမနေ့ကရုရှားကပြန်လာတဲ့အချိန်မှာပြောဆိုတာဖြစ်ပါရဲ့နော်အဲ့တော့ကြားတဲ့အတိုင်းပဲဘယ်လောက်ထိတောင်မှပေါ့နော်ဒီပြည်သူချင်းတဲ့နေလည်းမသိဘူးအဲ့တော့ကမ္ဘာအဆင့်30ကျော်ကအခုချိန်မှဆိုရင်တော့လိနတာ PDF ကိုအလူလဲရှုံးနေတဲ့အနေအထားဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့တော်လိုင်းရေးတပ်များသိမ်းပိုက်ထားတော့ရွှေချေမြို့နယ်ခမရ96ရှိတရင်ဌာနချုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကပုံအဟောင်းများဖြင့်လေးလေးဝါရဖြတ်နေတယ်လို့သိရပါတယ်နော်အဲ့ဒီမှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်အဲ့တော့ကျွန်မစစ်ကောင်စီကတော့ပုံအဟောင်းနေနေပေါ့နော်ဒီသူတို့ပြန်ပြီးတော့သိမ်းပိုက်နိုင်တယ်လို့ပြောထားပေမဲ့အခုချိန်မှာတော့တကယ်တော့မရသေးပါဘူးနော်အဲ့ဒီမှာဆိုရင်ဒီခမရ ငါကိုရှိတရင်ဌာနချုပ်ကို KLA SOF PDF ပကဖလိုကယ် PDF နဲ့ drone တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းအဆိုပါသိမ်းပိုက်မှုတွင်လက်နက်ကြီးလက်နက်ငယ်83လက်ခဲယဲများဂျမားဆက်များသိမ်းဆရာမိခီကြောင်းစစ်တုံးမှ6ဦးချိတ်ဆက်ပေါ်လာသူ4ဦးမိသားစု9ဦးဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းစစ်သားအလောင်း30လောက်သိမ်းဆရာရှိပြီးစစ်တပ်မှအရာရှိအားလုံးနဲ့တပ်သား90ဦးခန့်စခန်းစွန့်ခေါ်ထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်နော် နောက်တဲ့သတင်းပုဒ်ကတော့မင်းလာမြို့နယ်ဟိုင်းယူလမ်းစုံမှာတက်ဆွဲလာတဲ့စစ်ကောင်စီတပ်သားများကို PDF ကဝင်ရောက်တိုက်ခိုက်လိုက်လို့စစ်သားအလုံးစခန်းစုံကထွက်ပြေးသွားပြီဆိုတဲ့သတင်းမှဖြစ်ပါတယ်။ကဲအဲ့တော့မြင်းတဲ့အတိုင်းပဲဒီအချက်မဲ့စစ်ကောင်စီဖွဲ့ရပါတော့ပြည်ပြည်မပြည့်လည်းနဲ့ချမယ်ဆိုတာကြီးပဲနော်။ချင်းညီနောင်ကိုတဲ့ Standard Army တပ်မတော်တရအဖြစ်ဖွဲ့စည်းမယ်လို့စတင်ကြေညာလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အဲ့တော့ချင်းကြီးနောက်တက်ဖွဲ့များအင်အားတစ်ခုအဖြစ်တိုးမြင့်ဖွဲ့စည်းနိုင်ရန်လွတ်မြောက်နိုင်မည်တစ်ခုတွင် AP လ26ရက်မှ29ရက်နေ့ကိုစလေ39ဦးဖြင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ချင်းကြီးနောက်ထုတ်ပြန်လာခြင်းဖြစ်ပါတယ်တဲ့ချင်းကြီးနောက်ထိတ်ချုပ်နေမည်များအတွေ့ရှိပြည်သူလူထု၏အသက် OA စည်းစိမ်များကိုကာကွယ်သွားမည်အပြင်ကျန်းမာရေးပညာရေးစားနပ်ရေးခါဖူလုံရေးအစရှိသည့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုလည်းထိတိရရဝန်ဆောင်မှုပေးနိုင်ရန်အတွက်ပြည်တွင်းပြည်ပရှိမိဘပြည်သူများတော်လိုင်းအင်အားစုများနိုင်ငံတကာအဖွဲ့အစည်းများနဲ့အတူလက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်ရန်အတွက်အခြေခံသဘောတူညီချက်များချမှတ်ခဲ့ကြတယ်လို့ချင်းကြီးနောက်ကထုတ်ပြန်ထားပါတယ်နော်ကဲ ခုဆိုရင်တကယ်ချင်းကြီးတော်ဘက်မှာလည်းဒီ standard army ကိုဒါပုံဖော်နေနေဆိုရင်ပို့ပြီးတော့ကြစ်လစ်ခိုင်ပါပြီးတော့ဗောနော်တိုက်ပွဲတွေမှာတော်တော်လေးကိုဗောနော်တိုက်နိုင်မဲ့ဟိုစနစ်တကျတိုက်နိုင်မဲ့ဖွဲ့စည်းတွေထပ်ပြီးတော့ပေါ်လာတော့မဲ့အခြေအနေမှာရှိနေပါပြီနော်ကဲနောက်ထပ်ဒီနေ့ဘုကတော့အချက်မဲ့စစ်ကောက်ဆောင်မင်းအောင်လာရဲ့လို့ရဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီနေ့နေ့လည်းမှာပဲပေါ့နော်ဒီပေရင်စာဒီပေရင်စာတင်ကြောင်းကိုလီတက်ဘုံကျဲလွဲလို့ကလေးအများပြားပါဝင်18ဦး ိဆုံးသွားတယ်ဆိုတဲ့သတိမှဖြစ်ပါတယ်အဲ့တော့စာတင်ကြောင်းကိုဘုံကျဲရလို့သိရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်အချက်မဲ့စစ်ကောင်စီရဲ့ဒီကြောင်းကိုဘုံကျဲမှုကြောင့်ပေါ့နော်တိဆုံးသူ16ယောက်တီးပြုတ်နိုင်ပါပြီတဲ့ထပ်တိုးတွေရှိလာနိုင်ပါတယ်လို့ထပ်ပြီးပြောထားရှိပါတယ်နော်အမျိုးသားညီညွတ်ရေးဆိုရင် IUG ထိန်းချုပ်နိုင်ပြီရှိစာတင်ကြောင်းကိုတိုက်ခိုက်မှုတွင်တိဆုံးသူအများစုမှာចောင်းသားចောင်းသူများဖြစ်ပြီးဆရာဆရာမနှစ်ဦးပါဝင်ကြောင်းသိရပါတယ်တဲ့ဒီမြန်မာနိုင်ငံရရှိထားတဲ့ရုပ်တံနဲ့ဓာတ်ပုံမှတ်တမ်းများအရာအဖြူအစိမ့်ဝက်ကလေး၁၀ဦးထက်မနည်းဤရုပ်အလောင်းများကိုအစီအစီတွေ့ရပြီးအချို့မှာဥကောင်းနဲ့ကိုလိုက်အင်္ဂါများပြတ်တောက်နေသည်ကိုလည်းတွေ့ရပါတယ်တဲ့ ော်တော်လေးကိုလူမဆိုင်တဲ့ကောင်နော်အနီးဝင်းကြီးကြေးရများမှာပါတက်ရောက်ကြတဲ့အတွက်ចောင်းသားဥယျာတရားခန့်ရှိသည့်စာတင်ကြောင်းလည်းဖြစ်ပါတယ်အဆိုပါလေကြောင့်တက်ခဲမှုကြောင့်ဒဏ်ရာရသူ90ထက်မနည်းရှိနိုင်သည်ဟုထိုနေရာသို့ရောက်နေတဲ့လူကြီးလူမှုကေဆယ်ရေးအဖွဲ့များဆိုပါတယ်စာတင်ကြောင်းတွေကအကုန်ပျက်စီးသွားတယ်စာတင်ကြောင်းမှာတထဆာအမိုးပါအကုန်ပွင့်နိုင်ငံတွေကအကုန်ပွင့်သွားတာတဲ့ចောင်းဝင်းထဲမှာအဆောင်300ရှိတာအကုန်ပျက်စီးသွားတယ်လို့သိရပါတယ်နော်အဲ့တော့အချမ်းဖက်စစ်ကောင်စီကဒါကတမင်တက်တက်ကိုဘုံကျဲချတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ စာတင်ကြောင်းကိုဘုံကျဲတဲ့လုပ်ရက်ကတော့ဘလို့မှဘလို့မှတီးခံလို့မရတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့စာတင်ကြောင်းဘုံကျဲခံရတဲ့ပတ်သက်ပြီးတော့တုံးတက်တင်ပြလာတဲ့ကိုစီရဲ့ဗီဒီယိုတစ်ချက်လောက်ကြည့်ကြအောင်နော်ကြီးတို့အော်နေကြတဲ့တို့ဒီအခုဒီဘေးရင်းမှာစာတင်ချောင်းပေါ့ကလေးတွေစာတင်နေတဲ့စာတင်ချောင်းပေါ့ဘုံကျဲချတာကလေးအဆုလိုက်ပြောနေအကုန်သေးကုန်နော်ဒီအထိစစ်ကောင်စီကိုဘာမှမလုပ်ဘူးထောက်ခံနေကြအောင်မယ်ဆိုလို့ရှိရင်တော့ မပြောတတ်တော့အခုရွေးကောက်ပွဲရွေးကောက်ပွဲဆိုပြီးစစ်ကောင်စီရဲ့လုံမဲ့ရွေးကောက်ပွဲကိုတက်တက်ခိုင်းလို့နော်ဘာပါတီခြားပါတီတွေထွက်လာတဲ့ပုံကြီးပဲစောက်ရှက်မရှိတဲ့ရုပ်တွေနဲ့ခုံတနေရရဖို့အတွက်အခုတိုင်းပြည်ကိုတလောက်အကြမ်းဖက်နေတဲ့ကောင်တွေကိုငြိမ်းချမ်းရင်းဆိုတော့ပြောတဲ့ကောင်တွေကလည်းရှိသေးတယ်နော်ဘလို့ငြိမ်းချမ်းမှလဲစာတင်ကြောင်းခလေးလေးတွေစာတင်နေတဲ့စာတင်ကြောင်းကိုဘုံကျဲထပ်ပစ်လိုက်တာတော်တော်မှန်ရဲနေကောင်ပြောကြလားလက်ရှိစစ်တပ်ထောက်ခံတဲ့ကောင်တွေအကြမ်းဖက်အကြမ်းဖက်တိုင်းပြည်ပေါ်မှာပြောနေတာလက်ရှိ PDF တွေတိုင်းနာ EOS တွေရဲ့နော် ဘုံတွေတနတ်တွေဒီပောက်ပွဲစီတတ်တဲ့အရာတွေကြောင့်အခုလိုမျိုးအတက်မပြေသေးတဲ့ကလေးတွေငယ်တွေအုပ်စုလိုက်ပေးလာရှိဘူးလားဟမ်မင်းတို့စစ်တပ်ကိုတရင်ပေးတဲ့ကောင်ကိုတွားတက်လို့ရှိရင်မင်းတို့ကဘာလဲအပြစ်မရှိတဲ့ပြည်သူကိုတတ်တဲ့အကြမ်းဖက်ဟမ်ဒီလိုမျိုးဒလန်ကိုတွားရှင်းတာနဲ့အခုစတဲ့ညောင်းကိုဘုံအစုလိုက်ပြောင်းနေပြည့်ချက်တာပစည်းပစ်စင်လုံးကလည်းကလေးငယ်40ကျော်တည်ခဲ့ပြီးသွားပြီနော်အဲ့မှာကလေးငယ်40ကျော်တည်တဲ့ပြည်သူ160လောက်ပစည်းမှာအစုလိုက်ပြောင်းနေတတ်ခံပြီးသွားပြီအခုတခါလဲစတဲ့ညောင်းကိုထပ်ပြီးတော့တည်ချက်လို့အခုဓမ္မကြည့်တယ် နော်ဘလောက်တေရောပြိဖမ်းမတီရောအကုန်လုံးကလေးတွေကြီးကန်တေးရဲ့နဲ့နော်အဲ့ဒီကလေးတွေကမင်းတို့စစ်ဖို့ချုပ်တေးရဲ့တာသမီးတွေညီးတွေဖြစ်နေမယ်နော်မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေကတာသမီးတွေညီးတွေဖြစ်နေမယ်ဆိုရင်မင်းတို့တွေခံစားနိုင်မှာလားအဲ့တော့တိုင်းပြည်မှာတကယ်အကြမ်းဖက်နေတာဘယ်သူလဲနောက်ဆုံးဒီစတင်ချောင်းမှာ PDF တွေရှိတယ်လို့ဆွဆွချက်ရှိနေအောင်ဒါမှကလေးတွေရှိတာတိတယ်လေပြည်သူတွေဈားတဲ့ရောက်နေလို့ရှိရင်သူများနိုင်ငံမှာနော်အကြမ်းဖက်သမားတွေဒဇာကန်တယောက်ကိုလှုပ်ထားရအောင်မှာအဲ့ဒီပြည်သူရဲ့အတက်ကိုရအောင်ခဲ့တယ်အခုဒီတိုင်းပြည်မှာမင်းတို့အာဏာသိမ်းတာကိုလက်မခံတာ နော်အခုရွေးကောက်ပွဲနီးတယ်ဆိုတော့စောက်ရမရှိတဲ့ရုပ်တွေထွက်လာတယ်တတ်တခိုင်းတို့ဗါတဲ့ဒီမိုကရက်တစ်ပါတီရဲ့ဒုဥက္ခံပြီးအဖိုးကြီးကဟိုအတက်ကတော့ကြီးနေပြီဟမ်ငင်းညာရေးကိုတကယ်ယူမဲ့အချိန်တန်ပြီးတော့ကပွားပြောအမမင်းတို့အမေလေးစစ်တပ်ကိုပွားပြောဟမ်အခုမှထွက်လာတယ်ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲလုပ်မယ်တဲ့ကြားကြောင်ထိုင်ကုန်တတိယရဖို့အတွက်ဘယ်ချောင်မှဘလို့ထွက်လာလဲဘာပါတီမှန်းမသိဘူးမင်းတို့တွေဖာပါတီပဲအကုန်လုံးပြီလားဟမ်တိုင်းပြည်ကလည်းနောက်ထပ်တည်သူကိုရဲရဲဆက်ဆက်လုပ်နေတဲ့အချိန်မှာမင်းတို့တွေပါတီတွေကတကယ်တည်သူဘက်ကရက်ပြီးဒါမျိုးတွေကိုမင်းတို့စောက်ပေါက်တွေပြိတ်နေတယ် အဲပဇီးပြစ်စင်လိုဟာမျိုးနော်ဘလောက်ပဲ PDF ရှိရှိတီတူရှိတာတည့်ရတာနဲ့ဘာကိစ္စနဲ့မှအကျန်းဖက်ပြီးဘုံကျဲချစရာအကြောင်းမရှိနော်ပြည်သူတွေရှိတာကိုတည့်ရတာနဲ့အကျန်းဖက်ပြီးဘုံကျဲချတာဒီဒါဟာဒီနိုင်ငံဒီပြည်သူတို့ကအကျန်းဖက်တယ်မင်းတို့ကမင်းတို့တတ်မတော်မကလို့ဘာပဲဖြစ်နေစီရှင်းရှင်းလေးပဲနော်အဲ့တော့နောက်တစ်ခုရှိတာကပါတီတွေအနေနဲ့တည်ထားမှာ88မှာနေဝင်ကစစ်တပ်ကိုအာဏာသိမ်းခိုင်းတာနော်အခု2023မှာမင်းအောင်နိုင်ကအာဏာရှိတဲ့အစိုးရကိုအစိုးရခေါင်းဆောင်တွေကိုဖမ်းဆီးပြီးတော့အာဏာသိမ်းတာနိုင်ငံတော်ပုံကန်တာဘာတူလဲ တော့မင်းအောင်ခွင့်ဤနိုင်ငံတော်ပုံကန်ထားတဲ့တကယ့်ရာဇဝင်မှုကောင်းဆောင်တော့မိတို့တွေလိုရာဆွဲပြီးတော့ကိုပါတီနေရာရရေးအတွက်အဲ့ဒီနိုင်ငံတော်ပုံကန်ထားတဲ့ကောင်ရဲ့နော်အောက်ကိုဝင်ပြီးတော့လုပ်မယ်ဆိုရင်တော့မင်းတို့ဘဝမင်းတို့တမိုင်းပေးဖို့ပဲရှိတော့တယ်နော်အဲ့တော့ဖားတယ်ဖင်လိုမျိုးပါဇက်ကိုစီးမဆောက်ပဲနဲ့ပောက်ပန်း၄၀ပြောချင်တယ်ပြောတယ်ဇော်မဲလုံးစကားတောင်းဝင်ယူမှုတောင်းဝင်ခံမှုရှိလားမရှိလားစဉ်းစားနော်အဲ့တော့ပြောချင်တာတော့ဒီတိုင်းဒီမှာအကျန်းဖက်အကျန်းဖက်လို့ပြောနေတဲ့အခုကျော်စိုးဦးလို့ဟမ်လက်ရှိစစ်ကောင်စီဘက်ကတည်င်းတည်နေတဲ့ကောင်တွေအကျန်းဖက်ကဘာတူလဲမင်းတို့တကယ်မတိကြလား နော်ဒီလောက်ပြည်သူကိုရရဆက်ဆက်လုပ်နေတဲ့မင်းတို့ရဲ့စစ်တပ်ကိုမင်းတို့ကလက်ခံတာလားအဲ့ဒါဆိုရင်တော့မင်းတို့ကိုမေကိုပြန်ယူလိုက်ကြပြီတော့နော်ဒါငါတို့ညံ့ညံ့တတပြောတာပါဟုတ်တယ်လေတိုင်းပြည်ကိုဒီလောက်မြေကြီးနဲ့ကြိုင်နေတယ်အခုကြည့်ဒီလိုဟာမျိုးလုပ်ရမျိုးမျိုးစုံလုပ်နေတဲ့ဟာကြီးကိုမင်းတို့ကလက်မခံဘူးဒါမင်းတို့အားပေးတဲ့အဖွဲ့ပဲဒီလိုလောက်ခံနေမယ်ဆိုရင်တော့အခုစစ်တပ်လုံပြီ PDF တွေလောက်လာကြည့်မင်းတို့ဘောမတွေဘက်ကပြောစရာမလိုဘူးငါတို့တော်လိုင်းဘက်ကလူတွေပြောမှာမယုံရင် PDF တွေအဲ့လိုမျိုးခလေးတွေကိုအစုလိုက်အပြုံနဲ့တတ်တာတွေလောက်လာကြည့်အဲ့ဒီတိုင်ရင်တပ်ဖွဲ့ကိုငါတို့တော်လိုင်းတဲ့အချမ်းကပဲပြန်ပြီးအေးမင်းကြီးကြိုက်တယ်လို့ပြော ။ဒါပေမဲ့မင်းတို့စစ်တပ်ကလုံကြီးမင်းတို့ပြန်အားပေးခောက်ခံ။အဲ့တော့တလိ္ဆန်ဝါဒတလိ္ဆန်အတွေးနဲ့အကြမ်းဖက်နေတာဘာလို့လဲ။တော်လိုင်းဘက်အချမ်းကလားမင်းတို့စစ်တပ်ကလား။နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့တော့နိုင်ငံတကာရဲ့တုံ့ပြန်မှုဘယ်လိုလာမလဲတော့မတိသေးဘူး။လက်ရှိတော့ကလေးတွေကတော့အတက်တွေစည်းလိုက်ကကျွန်တော်တို့တိုင်းပြည်အတွက်ဘလောက်တော့ဆက်ပြီးရင်နာကြရအောင်မလဲမတည်ဘူးကျွန်တော်တို့တိုင်းပြည်ရဲ့တော်လှန်ရေးမှာနော်ဒီမိုကရေစီရရှိဖို့အတွက်ရှောက်ခဲ့တဲ့တော်လှန်ရေးတစ်ချက်မှာပေးဆက်ခဲ့ရတဲ့အတက်တွေအတွက်ကတော့အင်မတန်ဝမ်းနဲ့မကောင်းပါဘူးနော်ကျွန်တော်တို့တိုင်းပြည် အာနာရှင်အမြင့်ပြတ်ပြီးငြိမ်းချမ်းဖို့အခြေခံဒါတော့ကိုစီ33တင်ပြချက်ပဲဖြစ်ပါရဲ့နော်အဲ့တော့တပည့်ရင်းစာတင်ကြံပုတ်ချက်မှုကတော့တော်တော်လေးကိုဒီတိတ်ဆုံးမှုတွေများရလို့သတိရသတင်းရရှိတယ်ပေါ့နော်အဲ့တော့ချမ်ဘက်စစ်ကောင်စီကတော့ဘယ်လိုမျိုးစိတ်ထားနေလဲတော့မသိဘူး။ဒီချာတာကတော့သူနှလုံးသားတွေကတကယ်ပေါ့နော်လူနှလုံးသားတွေမဟုတ်တော့ဘူးနေပေါ့နော်။ဒီအနိုင်ရရင်ပြီးရောဆိုပြီးတော့မင်းမင်းမြင်တဲ့မြောက်အကုန်လုံးကိုတက်ဖြတ်နေတဲ့အနေဒါတွေ့ရပါတယ်နော်။ ဂျပန်စစ်ကောင်စီကနော်ခုဆိုရင်ကြောင်းဒီမှာဘယ်လိုမျိုးဂျင်းတွေထည့်နေလဲ brain wash တွေလုပ်နေလဲဆိုတာအားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်ခုဆိုရင်ဇော်ဘောဟင်းတို့လိုမျိုးဘောမတွေပေါ့နော်တကယ်ပဲစစ်ကောင်စီဘောမပြီးတော့လူတွေတက်ခိုင်းနေတယ်တကယ်စိတ်မိတ်ဆာကောင်တွေကကြောင်းဒီမှာသွားပြီးမှဒီကြောင်းသားတွေရဲ့ပညာရေးကိုဘယ်လိုဂျင်းထည့်နေဆိုတာတစ်ချက်သွားကြည့်အောင်နော်အပိုင်းဒီဟိုနိုင်ငံကလည်းရှင်းပြတဲ့အနေအထားမျိုးကြတော့အဲတားလို့သမီးတို့ကိုပို့ပြီးတော့မှမြင်မားနေခြင်းနဲ့စိတ်နဲ့အဆိုးရတာကိုရည်ရွယ်ပြီးတော့မှလောက်တာအဲ့တော့ နှခါကြိုးစားရတော့နှခါအောင်မြင်တာပေါ့ကဲနော်ဆောင်ဝဲနှခါနှခါဖြီးတော့နှခါအောင်မြင်တယ်တဲ့အဲ့ဆိုရင်အမဆယ်ခါလောက်တော့ဖြီးလိုက်ပါတော့နော်ဆယ်ခါမြင်တော့နော်အဲ့တော့ကြိုးစားအခုပြောချင်တာအခုလေးပြောချင်တာနိုင်ငံနဲ့လူမျိုးချစ်ပါကိုယ့်ရဲ့မြန်မာနိုင်ငံမှာမြန်မာပြည်မှာဖွားတဲ့အတွက်မြန်မာနိုင်ငံရဲ့တင်တင်ရိုးတန်းနဲ့ပဲမြန်မာစာကိုတံမိုးထားပါเนาะကိုယ့်ပြည်ကိုချစ်ပဲကိုယ့်နိုင်ငံကိုချစ်ပဲအဲတချို့တချို့တော့ပေါ့เนาะအဲယူဝါဒတွေလွဲလို့ဘုလိုတိုင်းကြီးအခုလိုမျိုးကြီး ကပေးတွေရောစိုက်တယ်အာလုံးဒုက္ခတွေရောက်နေကြအဲ့ဒီအပေါ်မှာသမီးတို့သားတို့ကကောင်းတဲ့စိတ်နဲ့မြင်နိုင်ကဲနော်အယူအဆတွေလွဲလွဲအယူအဆလွဲလို့မဟုတ်ပါဘူးနော်အာလုံးလည်းသိပြီးသားပဲအချမ်းမဲ့စစ်ကောင်စီကမတရားအာဏာယူတိမ့်လိုက်လို့ပေါ့နော်ဒီလိုဖြစ်နေတာအားလုံးသိပြီသားဒါတွေကိုဒီចောင်းသားတွေစီမှာတွားပြီးမှဂျင်းထည့်တဲ့အနေအထားဖြစ်ပါရဲ့နော်အဲ့တော့ဒီအချမ်းမဲ့စစ်ကောင်စီကနိုင်ရရှိသွားတယ်ဆိုရင်တော့ဒီចောင်းနေမှာတော့ဘယ်တော့ brain wash ခံမလဲဆိုတာစဉ်းစားတာကြီးတော့ပေါ့နော် ဒါဇော်ဘုံတယောက်တည်းမဟုတ်ဘူးเนาะဒီမှာဆိုရင်အများကြီးပဲသူဘောမတစ်ခွက်တော့ဟာကြောင်းနေမှာသွားပြီးတော့ brain wash လုပ်တဲ့ပုံစံเนาะဖြစ်ကြပါတယ်ခွင့်ရေးကိုနှစ်ချိန်လောက်ပြန်ရတယ်ကဲကျုပ်ဆောင်းမင်းနှစ်ခါဖြေတော့ခွင့်ရေးနှစ်ချိန်ပြန်ရတယ်ဆိုပြီးမှမှဖြေသိမ့်တယ်ပြန်ရတဲ့အခါမှာသူများတွေမရနိုင်တဲ့အခွင့်အရေးကိုလည်းပြန်ရတာဖြစ်တယ်လို့ဆိုပြီးပြင်ရရှိတဲ့အခွင့်အရေးမှာအရင်ကဒီသာမွေးတော့ရလက်ကောင်းနေကြခဲ့တဲ့တောင်းတမှုတွေဒီနေ့ရတယ်အရင်ကဖြတ်ပို့ပြီးတော့ကောင်းမွန်တဲ့ရလက်တွေ ဒီမှာပြန်ပြီးတော့ကြိုးစားမှရမယ်။ဒါပြီးတော့ဒီတစ်ခေါက်ကဟိုလာရာဇမကောင်းဆိုကိုကိုထင်းနေနေရတယ်။အဲ့ဒီဘာသာရေးမှာကိုကဲသူဘောမဗီဒီယိုဒီလောက်ပါပဲเนาะအဲ့တော့ပြောချင်တာတော့ကိုသားသမီးတွေဒီเจ้าနေမှာရှိတယ်ဆိုရင်လည်းသတိထားပါเนาะဒီလိုမျိုး brain wash လုပ်တဲ့ကိစ္စတွေအဆင်မပြေဘူးเนาะအဲ့တော့အခုဆိုတမိုင်းကုန်တော့ပြောင်းပြန်လာမယ့်အနေအထားရှိတယ်เนาะဒီเจ้าနေရာအစားသူတင်ရိုးတွေအကုန်ပြောင်းပြီး brain wash လုပ်ပြီးမှဒီကိစ္စသူတို့ကြီးရမှန်ခဲ့တယ်ဆိုတဲ့ပုံစံနဲ့လောက်တော့မှာ အဲ့တော့ဒီအခုချိန်မှာကြောင်းသွားတက်တဲ့လူတွေအချမ်းမက်စစ်ကောင်စီရဲ့လက်အောက်မှာကြောင်းသွားတက်တဲ့လူတွေတေးကြပါဒီ brain wash ခံပြီးတော့ဘောနော်ဂျင်းတဲ့ခံမဲ့ဂျင်းတွေပဲရမှာတေးကြပါနော်ဂျင်းပညာကြီးပဲရမှာတေးကြပါတယ်ကြေနောက်ထပ်ကျွန်တော်နားထောင်မှာကတော့ဒီသတင်းစိုးတွေကြားရတဲ့သတင်းကောင်းလေးတွေပြောလာတယ်မသက်သက်ရဲ့ဗီဒီယိုချက်လို့နားထောင်ကြအောင်နော်ဒီ PDF တွေပြီးလို့ရှိရင် KNU မြို့သားအတက်မဟာ၃ပြီးလို့ရှိရင်ဒရုန်းအထူးတက်ဖွဲ့တို့နော်ငကားပြူစစ်ကြောင်းတို့တောင်ညိုစစ်ကြောင်းတို့ပေါ့နော် ပြောမယ်ဆိုလို့ရှိရင်တော့စစ်စစ်လုံးလုံးညီညီနာလီပူပေါင်းပြီးတိုက်ခိုက်လိုက်တဲ့ဒီအောင်ပွဲပေါ့ရှင်နော်အဲ့မှာကျွန်တော်တို့ဒီလက်နက်မျိုးစုံလက်နက်မျိုးစုံက80ကျော်အမျိုး80ကျော်ပါတယ်နောက်လို့ရှိရင်အားအဆုံကတော့ဟိုပါပေါ့နော်ဂျမား73လုံးပေါ့နော်နောက်ထပ်လက်နက်ခဲယမ်းများအဲ့ဒါတွေပါတယ်ပေါ့ရှင်ဆိုတော့ကျမတို့လူဝယ်ပစ္စည်းတွေအများကြီးရရှိလိုက်တယ်အဲ့ဒီတို့ကမင်းအွန်လိုင်းရဲ့လက်အောင်ငယ်သားများကိုလည်းကျေးဇူးတင်ပါတယ်လို့เนาะအဲ့လိုမျိုးလာလာလူပေးပါမကြမကြလေးပေါ့เนาะ ဲ့တော့ကက်တိုလန်ရေးအခြေအနေကတော့ဒါကျွန်တော်တို့အများအားမဲ့ဒီ2025မှာကျွန်တော်တို့ကျွန်တော်တို့ဘက်ကနေပြီးတော့ရှာရှုံးနေဆိုတာမရှိသေးဘူးတိုက်လိုက်သမျှတိုက်ပွဲတိုင်းအောင်နေတဲ့တဲ့င်းတွေပဲကြားနေတာကျွန်တော်တို့ဘက်ကဟိုချက်ရှုံးမှုတဲ့င်းအဟိုအပြက်စရာတဲ့င်းဆိုလို့နော်မင်းအွန်လိုင်းတောင်းစားလို့တောင်းသွားတယ်နော်လာရှုံးမျိုးယူပေးလိုက်ရတာတခုပဲရှိတယ်ပေါ့အဲ့တော့တော်လိုင်းရင်တဲ့င်းနဲ့ပတ်သက်လို့ရှိရင်မဟုတ်ဘူးနော်လေးလာမိတလောက်သုံးသက်မိတလောက်တည်းရရှေ့ကိုဆက်ပြီးတော့အောင်ပွဲတွေယူပဲခံနေရမှာပဲပေါ့နော်အခုကျွန်တော်တို့ဒီလာရှုံးဘက်မှာ နော်ဒီ MMDA တို့ DNA တို့ကိုဖိခန့်နေရပြီမြဲကျွန်တော်တို့ဒီဘက်မှာလှုပ်လှုပ်ရှားကြရပေါ့နော်အဲ့ဒီအတွက်လေယေရှုတင်လေနော်ကျွန်တော်တို့ရဲ့ရဲဘော်တွေအားလဲကိုးတယ်နော်လေးလဲလေးစားတယ်နော်ကျွန်တော်တို့ပြည်သူတွေအတွက်အခုလိုမျိုးပေါ့နော်ပြည်သူတွေဖြစ်စေခြင်းတဲ့ပုံစံမျိုးလေးတစ်ဖြည်းဖြည်းနဲ့ဖြစ်လာတယ်အကောင့်ထဲပေါ်လာတယ်ရုပ်လုံးပေါ်လာတယ်လို့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ကျွန်တော်တို့အများအားအော်ပြောနေခဲ့တယ်ပြည်သူတွေကလည်း အမြဲတမ်းပေါ့နော်စောင့်ကြည့်နေတာကဒီကျွန်တော်တို့တိုင်းရင်သားဟိုတော်လည်တက်ခွေတွေနဲ့ PDF တွေနဲ့အားလုံးပေါ့တရှင်နော်ဒီစကောင်စီကိုတော်လန်နေကြတဲ့အခွဲတွေအားလုံးပေါင်းစည်းညီညွတ်ဖို့ကိုပဲစောင့်ကြည့်နေကြတာကျွန်တော်တို့ကဒီလိုပေါင်းစည်းပြီးတိုက်တယ်ညီညွတ်တယ်ဆိုလို့ရှိရင်အရန်ကမှပြီးသူတွေအားရှိတယ်ကျွန်တော်တို့လည်းအားရှိတယ်အဲ့တော့ကျွန်တော်တို့အားရှိတယ်ဆိုရင်ပြီးသူတွေလည်းအတူတူပဲသူတို့လည်းမပြောတာလို့လားမပြောကြတာအရန်ဝမ်းသာနေကြမှာပဲပေါ့နော်အဲ့တော့ဒီဒီလိုမျိုးရှုံ့နေတဲ့ပွဲတွေကလေကျွန်တော်တို့ ဟာကျွန်တော်တို့ရဲဘော်တွေရဲ့စိတ်တက်တွေကြောင့်ဖြစ်တာတကယ်တမ်းကြောင့်လို့ရှိရင်သူတို့ကိုပြန်တိုက်တဲ့လက်နက်တွေကသူတို့ရှိရရတဲ့လက်နက်တွေပဲအခုအနေထားဆိုလို့ရှိရင်ဒါဒါမင်းအောင်လိုင်းစစ်တောင်းတွေလာလို့ရှိရင်ဟာလာသူတို့ရှိရလက်နက်ခဲရန်တွေရဖို့အတွက်ဒီစစ်တောင်းကိုအပီးချိန်မုံရမယ်ဆိုတဲ့စိတ်အပြစ်ရှိထားတယ်စိတ်တက်တွေကလည်းအရန်ပြင်းထန်နေကြတယ်တကယ်မှာအားရှိတယ်နော်ကျွန်တော်တို့တကယ်မှာအားရှိတဲ့သတင်းတွေပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ရဲဘော်တွေစိတ်တက်တွေအရန်ပြင်းထန်နေကြတဲ့အတွက်အဲ့ဒီစိတ်တက်တွေနဲ့တိုက်ရောက်အောင်လာလို့ပဲကျွန်မကတော့ ဒါကုန်ယူမှာပဲဟုတ်တယ်အမှန်ပဲเนาะကျွန်တော်တို့ပြည်သူလူထုရဲ့ရင်ထဲမှာလေဒီစစ်တပ်ကိုမုံနဲ့အမုံတရားကဘာနဲ့မှခြေဖြတ်လို့မရအောင်တရုတ်မကလို့တရုတ်ရဲ့ဘိုးတော့တရုတ်ရဲ့ပထွေးလာပြီးတော့ကျွန်တော်တို့ကိုအမျိုးမျိုးဖိနှိပ်လဲပဲကျွန်တော်တို့အနေနဲ့အဲ့ဒီစစ်ကောင်စီရဲ့လုံရက်တင်တဲ့စစ်ကောင်စီရဲ့ရက်တီချက်တွေကိုကျွန်တော်တို့အနေနဲ့လုံးဝအမုံတရားနဲ့ပဲခြေဖြတ်မှာဖြစ်တဲ့တော့ဘာနဲ့မှเนาะကျွန်တော်တို့ရဲ့တော်လှန်ရေးကိုနှောက်ယှက်ဖျက်ဆီးလို့မရပါဘူးနောက်တစ်ခုကအခုလိုမျိုးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF တွေနဲ့အတူတူပူးပေါင်းပြီးတော့တိုက်လာတဲ့ ခါတွေကနောက်ထပ်လည်းထပ်ပြီးတော့ကြားရတော့မှာဒီတိုင်းဆိုလို့ရှိရင်တော့နောက်ထပ်ဒီတခြားနယ်မြေတွေမှာလွတ်မြောက်နယ်မြေတွေမှာရှိနေတဲ့ကိုလိုင်းရေးတက်ဖွဲ့တွေကလည်းဒီအတိုင်းပဲလှုပ်လာတော့မှာဒီအတိုင်းပဲဆွေးနွေးနေကြတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံကဒီအနာရှင်အနေနဲ့ဒီနေပြည်တော်လူနေအောင်မျိုးတွေကိုတိမ့်ပိုက်ဖို့အတွက်ကအများကြီးမလို KNU နော်ပြီးလို့ရှိရင် KIA ပြီးလို့ရှိရင်ဒီရခိုင်တပ်တော် AA ပြီးရင်ကျွန်တော်တို့ PDF တွေအတူတူကူးပေါင်းပြီးတော့ဒီ NUG နဲ့အတူတူကူးပေါင်းပြီးအလုပ်လုပ်လို့ရှိရင်တေးကြောက် ကျွန်တော်တို့တွေပြောရတယ်တိကျပေါက်တာကိုအမြန်ဆုံးသိမ့်ပိုက်နိုင်လိမ့်မယ်အမြန်ဆုံးလည်းသိမ့်ပိုက်ဖို့လိုအပ်နေတာဘာလို့လဲဆိုတော့တရုတ်ရဲ့ဖိအားတရုတ်ရဲ့တရုတ်ဟာကျွန်တော်တို့နိုင်ငံအပေါ်မှာလုံးဝဒါစစ်တိုက်နေပြီတရုတ်ဟာကျွန်တော်တို့ပြည်သူနဲ့စစ်တိုက်နေတာပါနော်တရုတ်ရဲ့ပါဝင်ပတ်သက်မှုတွေမဖော့တွေ short တွေပေးလို့မရတော့ဘူးဒါဟာကျွန်တော်တို့တရုတ်နဲ့တိုက်နေရတာဖြစ်ပါတယ်မင်းအွန်လိုင်းတို့နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒါဒေါ်သက်သက်ခိုင်ရဲ့ထွက်လာတဲ့လေတံပေါ့နော်ဆိုတော့အဲ့ဘက်ကလည်း ဟိုတော့လိုက်အောင်မနေ့နေလီနော်ပြောချင်တာကပါဇက်ကိုရားနေရပဲဟုတ်လားအဲ့တော့ဒေါ်တတ်တခိုင်ဆိုတဲ့အမျိုးသမီးဟာတစ်ချိန်တော့မှ NLD NLD ပါဆိုပြီးတော့ဟုတ်လားလုတ်ခဲ့ပြီးတော့မှနော်သူသူ့ရဲ့အကျိုးစီးပွားအတွက် NLD ကဘာမှအလုပ်မဖြစ်ဘူးဘတ်မလိုက်ဘူးဆိုတာကိုသိတဲ့အခါကျတော့နော်ဘောပြန်မှသွားတဲ့မိမကြီးပေါ့နော်စားပြီးတော့တော်လန်ရေးတဲ့ကိုဝင်လာတဲ့ကတတိမမှန်တဲ့မိမကြီးပေါ့အဲ့ဒီမိမကြီးပါဇက်ကအခုရက်ထဲမှာထွက်လာတဲ့စကားဆိုလို့ရှိရင်ဒါတရုတ်ကိုလင်းတော်အမှောက်ကိုတိတ်ပြီးတော့အားရနေတယ်လို့ပဲတိတ်ပြီးတော့တရုတ်ကိုကျွန်လုံးအမှောက်အားရနေတယ်လို့ပဲ အဲ့ဒီဒေါ်သက်သက်ခိုင်ဆိုတဲ့လူမျိုးတွေเนาะခရိုနီတွေကအဲ့ဒီစစ်ကောင်စီကိုပေါင်းပြီးအထက်ဖာအောက်ဖိပုံစံမျိုးနဲ့သူတို့ကြီးဝါတိုးတက်ခဲ့တာသူတို့ချမ်းသာခဲ့တာပဲเนาะအဲ့ဒီနီးနဲ့ပဲချမ်းသာခဲ့တော့သူတို့ဘောမှားမဲ့လူဘယ်သူဆိုတော့ကောင်းကောင်းသိတယ်အဲ့တော့သူတို့ပါဇက်ကထွက်တဲ့စကားခွေးဖင်ကနတ်စကားထွက်တဲ့စကားကိုเนาะနည်းနည်းနားထောင်ကြည့်လိုက်ပါအောင်ဟာဘာပြောသွားလဲရွေးကောက်ပွဲဟာเนาะဟိုစစ်တမတွဲလို့လက်နက်ကင်အားလုံးလက်နက်ကြကြလက်နက်ချကြပါ နော်ဒီမိုကရေစီကိုလိုချင်ရင်ရွေးကောက်ပွဲဖြစ်မှရွေးကောက်ပွဲလက်ခံမှရမှာပါနောက်ပြီးတော့2000ဒီစစ်တပ်ဟာ2008အခြေခံဥပဒေအတိုင်းဒီရွေးကောက်ပွဲကိုတောင်းမှဖြစ်တဲ့အတွက်ယုံကြည်ပါတယ်လဲသေးလိုက်ပြီနော်လဲသေးလိုက်ဖင်ခံလိုက်နော်မြန်မာပြည်မှာဖင်ခံလို့အာမရလို့ရှိရင်တရုတ်ပြည်မှာသွားပြီးဖင်ခံလိုက်နင်းလို့လို့နင်းလို့ကောင်းမမျိုးနင်းလို့နင်းလို့မိမမျိုးတွေရဲ့ပါဇက်ကထွက်တဲ့စကားပြည်သူကလေချီးရင်းနဲ့ကလောက်လောက်တော့မတန်ဘူးမထားအောင်သဘောပေါက်လားစောက်ယူထပြီးပြောနေတယ်လို့လေဟမ်ဘာလို့ငါတို့ကယုံကြည်ရမှာလဲ ပြည်သူကိုတက်ချင်တယ်လို့တက်2008အခြေခံဥပဒေဆိုတာနင်တို့ခွင့်ရထဲမှာထည့်လိုက်ချိတုပ်လိုက်တော့နော်နင်တို့2008အခြေခံဥပဒေကအာဏာသိမ်းလိုက်တဲ့ကပြက်ပြီနော်နင်တို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့အခြေခံဥပဒေတွေကစီမင်းစီကန်းနေနင်တို့ကိုယ်တိုင်ချိုးဖောက်ခဲ့တာနင်တို့ကိုယ်တိုင်ပြည်သူကိုလက်နက်ကင်ပြီးမတိုက်ဖြတ်ရပါဘူးပြည်သူကိုဟာလာအပြစ်မရှိဘဲနဲ့ဟိုမနှိမ်နှင်းရပါဘူးဆိုတဲ့နင်တို့ကိုယ်တိုင်ရေးဆွဲထားတဲ့နော်နင်တို့ရဲ့စီကန်းနေစီမင်းနေအတိုင်းနင်တို့ပဲဖောက်ဖြတ်နေတာဖြစ်တဲ့လို့အခြေခံဥပဒေဆိုတဲ့စကားကိုစောက်တလုံးမှမလာမပြောနဲ့နော်စောက်တလုံးမှမလာမပြောနဲ့ကျုံခံတင်နင်တို့ကနင်တို့တော်ပြီးကျုံခံနင်တို့တမိသားစုလုံးနော်နင်တို့ရဲ့ 哦，特別特別老師嚟咯，老師係師哥嚟，個工路唔方便咯，A 啲用具嘛偏多一間一間，重多一間一間，我路收幾用曬，路收屋南嘅問題，no，A 啲偏花式間嚟啦，偏嗰啲咧，no，好咧，同你哋諗下講嘅嘢，係啦，democracyology 啲時間，你唔好先得噶，係啦，democracyzone，no，阿張張阿咩，都睇下我三巴打路，ちょんちょん路張咪啊，巴張，諗下差別，諗下講嘅，試下咪咯，收樣試下咪。O.K. အဲ့ဒီလိုမျိုးတွေဒီလိုပြောနေတာဟိုကစောက်ရှက်မရှိတာဒီလိုစောက်ခွက်ကြီးတွေနဲ့တတ်တက်လာပြီးမပြောနေရှင်ရောအာကြီးလို့တော်လန်ရေးအခြေအနေဟာတရုတ်လိုလူမျိုးကိုလည်းကြောက်စရာမလိုဘူးဘယ်လိုကောင်မျိုးကိုမှကြောက်စရာမလိုကျွန်တော်တို့တော်လန်ရေးအခြေအနေမှာကျွန်တော်တို့ပြည်သူတွေရဲ့ခွန်အားပြည်သူတွေရဲ့အင်အားပြည်သူတွေရဲ့ပါဝင်မှုနော်ပြည်သူတွေရဲ့တောက်ခံထားမှုနော်နောက်ကလက်နက်ကင်ကျွန်တော်တို့ရဲ့ PDF တွေကျွန်တော်တို့ရဲ့တိုင်းရင်းသားလက်နက်ကင်ကျွန်တော်တို့ရဲ့ဟိုရဲဘော်တွေနော်သူတို့ရဲ့ခွန်အားတွေအင်အားတွေကကျွန်တော်တို့ပြည်သူကိုအခုချိန်မှာပြနေတယ် နော်ပြနေတယ်သူတို့ဘာကိုဖြစ်ချင်လဲဆိုတာကိုသူတို့ပြနေတယ်အဲ့ဒီအတွက်ဒီခွန်အားတွေနဲ့သွားမှဖြစ်နေတော့ကျမတို့တော်လိုင်းရေးကဘယ်တော့မှဘယ်တော့အခါမှနော်မရှုံးဘူးနောက်တစ်ခုကကျမတို့အချိန်လေးနည်းနည်းစောင့်ရမှာပဲဖြစ်တယ် တော်လှန်ရေးကိုပြည်သူတွေအနေနဲ့ပေါဝင်မှာတက်နိုင်တဲ့ဘက်ကနေပေါဝင်ပေးကြပါကျွန်တော်တို့ညံ့ညံ့လေးတရုတ်ရဲ့လက်အုပ်မရခင်ကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးကြီးကိုအရွေးတစ်ခုဖြစ်ဖို့အပြောင်းလဲတစ်ခုဖြစ်ဖို့အ мян လိုအပ်နေတာဖြစ်နေပြီအခုချိန်မှလည်းအဲဒါတော့မသက်သက်ရဲ့တုံးသက်ထားတဲ့ view file ဖြစ်ပါရဲ့နော်အဲတော့တသက်ခံတော့တော်တော်လေးကိုစော်ရတာတွေ့ရတယ်တသက်ခံကလည်းတကယ်ဆိုရင်ဘောနော်သူပြောတဲ့စကားတွေကတကယ်ဘောနော်ဘောမပြီးတော့ဘောနော်တကယ်ဘလောင်းမလဲဘောနော် ဟိုပေါ့လို့ပေးစားလေးရှောက်ပြောင်းနေတာပေါ့နော်အဲ့တော့ဘာဖြစ်ပြောဒီလိုမျိုးဟိုနိုင်ငံရေးစားဖားတွေကတော့နေရာတိုင်းမှာရှိနေတာဖြစ်ပါရဲ့နော်အဲ့တော့ဒီ LRD ခစ်မှာစားဖားလို့မဟုတ်ဘူးလို့အခုမင်းအောင်လည်းဘိုးဘုံမှဖားနေတဲ့အခြေအနေဖြစ်ပါရဲ့နော်ကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့ဒီအခုဆိုရင်ချင်းကြီးတော်တပ်ဖွဲ့တွေပေါ့နော်ချင်းချင်းအဖွဲ့တွေစုပေါင်းပြီးမှ Standard Army တိစောက်မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုစီရဲ့သုံးသချက်လေးနောက်ထောင်ကြည့်အောင်နော်ဒီကောင်တွေကအောက်ချင်းဖက်တို့ကစီးလုံးเนาะကျွန်တော်တို့ဒီတောင်ပိုင်းကဖားစီတန်တညာညာရွှေကရင်တို့စီးလုံးမှုအကြံတော့เนาะအဲ့တော့အောက်ချင်း အောက်ချင်းခန့်တို့ဘယ်လိုစီးအောင်လဲဆိုတာကိုကျွန်တော်ပြောပြမယ်ပြီးလို့ရှိရင်လက်ရှိ KNU KNDO တမိုင်းအစအနေလက်ရှိ KNU ဘာကြောင့်မစီးအောင်လဲဆိုတဲ့အားတွေလည်းနည်းနည်းပြောချင်တယ်အဲ့တော့အရင်ဆုံးအောက်ချင်းခန့်တို့စီးအောင်တဲ့တင်းလေးကိုကျွန်တော်အရင်ဖတ်ပြပါမယ်ဒီလူလူတရအောင်ကိုစားပြုတဲ့အစကဲဒီတရကခုနကျွန်တော်ဖတ်ပြခဲ့တဲ့ဟာနဲ့အတူတူပါပဲเนาะအဲ့တော့သူ30လောက်လေးဒါတော့ကြည့်လာအောင်ဖြစ်နေနေဒါချင်းလက်နက်ပိုင်အဖွဲ့ဒီဒီလိုမျိုးစီးစီးလုံးလုံးချစ်ချစ်လေးလေးလောက်နေတာဒီချင်းလူမျိုးတစ်ဖွဲ့တည်းအတွက်အောင်မြင်မှုမဟုတ်ဘူးတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေအတွက်ဘာမှအခြေအခါမှအလို့ဖြစ်နေတယ် အရင်အချိန်လေးမှာမင်းကပြောတိုင်းနာနဲ့နဲ့ကိုင်နေအဖွဲ့မှာဦးတော်ဆိုကရင်ဆိုရင်ကရင်နေမှာအပေးတယ်ဗျာအဲဒီနေ့အနာသိန်းသားနဲ့ဒီစစ်ကောင်းဆောင်ပြရတဲ့တပေါ်လို့ငပွေးလို့ဆက်တဲ့ဖြစ်နေပြောခဲ့တာဒါအဲ့ဒီခက်ကကြံခဲ့ခဲ့ပြီကိုဒီနေ့ခက်ဒီကိုနေ့ကပြောသလိုအားလုံးဟာဖက်ဒရယ်ပြည်တော်စုကိုတွားနေတဲ့အခက်မှာဘယ်တိုင်းနာလက်နဲ့ကိုင်ပြောဖြစ်ဖြစ်ဘယ်လက်နဲ့ကိုင်ဖို့ပဲဖြစ်ဖြစ်လက်ရှိအနာရှင်ကိုတိုက်နေတဲ့အဖွဲ့မှန်နဲ့များဒီလိုကောင်အပေးနေတယ်ဒါကဘလို့မှညင်းလို့မရတဲ့ချက်ဒါကြောင့်မလို့လက်ရှိစီလုံးရေးကိုပို့ပြီးတော့ပြည်သူတွေကအထောက်အကူဆက်ပြုပေးနေတယ်အဲ့ဒီထဲမှာမစီလုံးလုံးလို့ပြောရရင်ကျွန်တော်တို့တောင်ပိုင်းကကိုရွှေကရင်တို့ပဲနော်ဒါကျွန်တော်ပြောလိုက်ကရင်ကရင်လက်နဲ့ကိုင်ဖို့ကအင်မတန်အင်အားကြီးခဲ့တဲ့အဖွဲ့တစ်ခုဖြစ်တယ် ုံပုတ်တစ်ခုနဲ့ရက်တည်ခဲ့တဲ့အဖွဲတစ်ခုဖြစ်တယ်။ဒီနေ့ရှိနေတဲ့အနေထားကဒါအားမရစရာအကောင်းဆုံးအဖွဲလို့ပြောရအောင်။ဘာဖြစ်လို့လဲ။မြန်မာနိုင်ငံမှာလက်နက်ကိုင်တွေဖခင်ကြီးတို့တော့ပြောလို့ရတယ်။ဘိုးစောဘဝီတီထောင်ခဲ့တဲ့ဒီရဲ့မျိုးစရာဒီနေ့အချိန်မှာဖြစ်ချင်းနဲ့အနေထားမရောက်ဘူး။ဒါဟာကျွန်တော်တို့မျိုးဆက်တွေလိုအပ်ချက်ကိုကိုယ်ကိုခံယူထားနိုင်ကြအောင်။အခုဆိုရင်ကရင်တွေဆိုရင်ပညာရှိတဲ့ကရင်တွေပညာပတ်သက်တွေအများကြီးကင်မရာဘူး။မပြန်လာချပါဘူး။ဘယ်နဲ့ကပြောဒီမှာတုံးချီတုံးချီလူကြီးတွေနော်ရှစ်ခေဂျန်လေးဟိုဂျန်လေးအတွေးခေါ်တွေနဲ့ရှစ်မရောက်တဲ့လူကြီးတွေမြန်မာပြည်ပဲ။နော်ကိုမလုံးနိုင်လို့ဖယ်ပြီ။ဘာတုံးချီတုံးချီနဲ့မူတူစေးဖို့လို့ဆိုဘာမှမလုံးဖြစ်တော့မရတာမဟုတ်တော့ဘူး။နော် အရင်ခေတ်တွဲခေါ်လေးပြောပါပြီဖုံးတော်မှာရှင်းရှင်းပြောရရင်ကျွန်တော်ပြောမယ်ဒီနေ့ခေတ်က ID နေပြီညာခေတ်လက်ထက်တိုင်ထားတဲ့ဖုံးတော်မှာတွန်းကျင်ဆိုမှာမတုံးတက်နဲ့အဲ့ဒီခေါင်းဆောင်တွေကမနေသေးဘူးဒါကျွန်တော်ခုလည်းပြောတယ်လူမျိုးဖြစ်ရတာနော်ခင်းတဲ့အညီရေမောင်တန်းတိုင်းရဲ့ခေါင်းဆောင်ကိုကျွန်တော်တင်ထားပါမယ်အဲ့ဒီတင်ထားဖို့အတွက်ကိုလူမျိုးရဲ့အောက်ကဘီဒူတွေပုံမှန်မှုတွေကရင်ဆိုတဲ့ကရင်ဘီဒူတွေပုံမှန်မှုတွေညခိုင်ဆိုတဲ့ခိုင်ဘီဒူတွေပုံမှန်မှုတွေကိုယ့်ရဲ့ခေါင်းဆောင်ဟာနော်ခေတ်ကို level မလိုက်နိုင်တော့ဒီခေတ်ကိုနားလည်နေတဲ့ခေါင်းဆောင်ဖြစ်ဖို့လိုအပ်တယ်ဒါအရေးကြီးဆုံးနံပါတ်1ချက်နော်အများစုကျွန်တော်အမှန်တရားဝင်ပိုင်းအချို့ကရင်လက်လက်ကိုင်ခွက်တယ်ငါတို့ဘယ်လိုတိုက်လာတာဆိုတဲ့အတွေးကိုတွေးတယ် မရဘူးဒီနေ့ကမှတနက်ပြစ်တိုက်အောင်တူနေနဲ့တိုက်လို့မရအောင်ဘာဖြစ်လို့လဲကိုလည်းရှင်ပြိုင်နေတဲ့ရန်သူကတနက်ပြစ်တိုက်အောင်မဟုတ်ဘူးလေအဲ့ဒါကိုကျွန်တော်ထည့်စဉ်းစားတာနောက်တစ်ခုကပြည်နေတဲ့အင်မတန်ရိုးတာလေရိုးတာတဲ့အတွက်တွေးခွဲလွယ်တယ်နော်လူကြောက်ကကောင်းပြီဆိုအသိကောင်းဖြစ်တယ်အဲ့ဒီကောင်းပြီရဲ့နောက်ွယ်မှာလုံမာတဲ့လူတွေချင်းချင်းပြောရအောင်ဘုံကြောင့်ပြောခဲ့တယ်နော်ဖိုးဘုံကပြောခဲ့တဲ့စကားရှိတယ်အဲ့ဒါဘာလဲဆိုတော့ငါတိုက်နေတာဗမာလူမျိုးတိုက်နေတာမဟုတ်ဘူးလေဗမာလူမျိုးကြီးဝါထားကိုတိုက်နေတာမဟုတ်ဘူးဗမာလူမျိုးကြီးဝါထားဖြစ်အောင်အတက်တွင်းနေတဲ့စစ်ခေါင်းဆောင်တွေတိုက်နေအာနာရှင်တွေတိုက်နေတူပြောချင်းတယ်ဒါပေမဲ့စစ်ခေါင်းဆောင်တွေကိုယ်တိုင်ကဗမာလူမျိုးကြီးဝါထားဆိုတဲ့ဟာကိုတိုင်းနာတိုင်းရိုက်ပြင်းပြတယ်မတိဗမာတွေကတော့ကောင်းစားနေတယ် အရှင်ကြီးစီတို့ညီမပြပြအဓိကပါအာနာရှင်ဝါဒပဲအဲ့လိုမျိုးအာနာရှင်ဝါဒကိုကျွန်တော်တိုက်တဲ့နေရာမှာကျွန်တော်တို့ရင်ဆိုင်နေတဲ့ရန်တူရဲ့ရုပ်မှာကောက်ပြမှုကိုကျွန်တော်တို့တိ့ဖို့နော်ဒီပညာပိုင်းရအများကြီးလို့လေဒါကြောင့်မလို့ဒီပိုင်းရောက်နေတဲ့ပညာတတ်တယ်ဘယင်ပဲဖြစ်ဖြစ်ချင်းပဲဖြစ်ဖြစ်ရခိုင်ပဲဖြစ်လာဝင်ရပြီပါမုံမဖြစ်ဖြစ်ဒီကာလမှာကျွန်တော်တို့ကဒီကာလကျွန်တော်နောက်ဆုံးလောက်ကမှာကာလနောက်တစ်ချိန်ကျွန်တော်တို့ကလှုပ်ပေးပိုင်ပွေးတာမရှိတော့အဲ့ဒီတို့တော့မှာအကွာငါတော်နိုင်ရင်လုံးငါလှုပ်ပေးချင်တဲ့ကြွာဒီပတ်မှာနေမရတော့အဲ့တမိုင်းကိုခင်ဗျားတို့ပန်းတဲ့ TV ပေးဝယ်တယ်မရတော့ငါတော်နိုင်ရင်မှာငါတို့လူမျိုးလူမျိုးပြီးတော့ငါတို့ပြည်နယ်လူမျိုးပြီးတော့ငါတော်နိုင်မှာပါတယ်တမိုင်းကိုလိုချင်တယ်ငါတော်နိုင် ော်ဆယ်ဘီလီယံပေးမယ်ရမရဘူးလေပြီးသွားပြီဘာမှလုပ်လို့မရဘူးအဲ့တော့လုတ်ခွင့်ရတဲ့အချိန်မှာကျွန်တော်တို့ကလုတ်ပါမယ်ဒါကြောင့်မို့လို့လူမျိုးစုတွေလူမျိုးစုတွေအားလုံးဒီဘက်မှာရောက်နေတဲ့အချို့လူတွေ try ဆိုတော့လူတန်းသာပေါင်းဆုံးဝင်ဆန်တယ်ဇေယျဆန်တယ်ဒါပေမဲ့လေးပြောတော့ကျွန်တော်လူနေ့နဲ့လူမျိုးတွေရှိတယ်အတိတ်ကနေတဲ့လူမျိုးတွေရှိတယ်ကြောင်းတက်တယ် အဒီအော်စတြေးလိုအမေရိကလိုနော်နယူးဇီလန်လိုစတဲ့ပြည်အဲ့ဒီပဲဥရောပမှာရောက်နေခြေချတဲ့လူတွေဆိုဒါ level တစ်ခုလောက်ကြီးရောက်နေတဲ့လူတွေအမြင်မှာမတူတော့အဲ့ဒီလူတွေအနေနဲ့စိတ်ချုပ်မခံတော့ငါမပါတော့ဘူးရောလူတွေပြေးလို့လက်တယ်ဆိုတော့စိတ်ရောငမွေးရပါနဲ့ကိုပြည်နယ်လွတ်မြောက်ရေးတွေဘာလူမျိုးဘာဘာသာဖြစ်နေလဲနိုင်ငံရကောင်ပြပါအခုချင်းတွေရဲ့အခုလိုမျိုးအောင်မြင်မှုကဒါဝမ်းနာကောင်ပါတယ်နော်လူမျိုးတိုင်းမှာအဲ့လိုဖြစ်နေတယ်နော်ညက်ခိုင်မှာဆိုလို့ဒါပြောကြရအောင်လို့လောနဲ့တော်စုံညာလေးရာသာတက်ခွက်လာကြိုးကြောက်ခွက်လာဒါမဲ့တိတ်ရအောင်ဆက်ကြံလို့ဘောတို့တော့မပြေလို့မရှိတဲ့အတွက်ဒါပေမဲ့မဖြစ်သင့်ဘူးဒီကာလမှာတို့လူမျိုးတွေးခွဲမဲ့ဒုတိယအင်အားစုပေါ်လာတာဒါလူမျိုးစုအတွက်ကို ့ဒုက္ခပေးတာပဲအဲ့ဒါဘယ်လူမျိုးမှမရှိသေးဘူးရခိုင်ဆိုလည်းရခိုင်တပ်ဖွဲ့လည်းချစ်ချစ်လေးဖြစ်နေရမယ်နော်ဘယ်ကပြောလို့မကောင်းဘူးမကောင်းတော့ခဲ့လိုက်ကောင်းကောင်းနဲ့ခေါင်းဆောင်ပေးရင်မုံဆိုလည်းမုံတပ်ဖွဲ့လည်းချစ်ချစ်လေးဖြစ်နေရမယ်ကရင်ဆိုလည်းကရင်တပ်ဖွဲ့လည်းချစ်ချစ်လေးဖြစ်နေရမယ်ဒါဆိုရင်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အချိန်ကကျွန်တော်တို့တို့လို့မပေါ့တော့အခုကအဲ့လိုမဟုတ်ဘူးကြည့်လိုက်တော့ကရင်ပြည်နယ်မှာဆိုအိုးဘောင်းတန်တဲ့ဖွဲ့ဟမ်တကယ်ဒုက္ခရောက်နေတဲ့စစ်ဘေးကြောင့်ကရင်ကလေးလေးငယ်ငယ်လေးနဲ့တတိတော်လောင်းနေကြောင်းနဲ့မနေရဟာဘွားလေး ော်ဒါမျိုးတွေအဲ့တော့ဒီဘက်ရောက်နေတဲ့ညီကောင်တော်ကနေနေရတယ်ငါတို့ကပြင်ညာဆုံးကနေပတင်ခဲ့အောင်ငါတို့ဒုက္ခတဲ့စခန်းကြီးကိုထွက်ပြေးရတယ်ငါတို့ကြံမိခဲ့တဲ့မျိုးဆက်တွေအတွက်ငါတို့လုံးမဖြစ်အောင်ငါတို့လုံခွင့်ရတဲ့အချိန်မှာလုံမယ်လို့အတွေးမျိုးနဲ့ဝိုင်းစည်းလုံးမှုညီညွတ်မှုကိုအမုန်းခံအနစ်နာခံပြီးဝိုင်းလုပ်ကြမယ်ဆိုရင်တော့ကျွန်တော်တို့ဝေးပွားခဲ့တဲ့ဒေတာအတွက်ကျွန်တော်တို့ကကောင်းထုတ်ပြုနိုင်တဲ့လူသားအဖြစ်မှတ်တမ်းဝင်ပါလိမ့်မယ်အဲ့ဒီမှတ်တမ်းကများလို့လူကတန်းတစ်ချောင်းကဘာနဲ့မှလဲလို့မရပါဘူး ကဲဒါတော့ကိုစီရဲ့သုံးသက်ချက်ဖြစ်ပါရနော်အဲ့တော့အခုလိုမျိုးချင်းဖွဲ့စည်းတွေပြန်ပေါ်လာတကယ်ပဲကောင်းပါရနော်အဲ့တော့ချစ်ချစ်လေးလေးနဲ့ပေါ့နော်အာလှုပ်ဆောင်နိုင်မယ်ဒီစတိုက်ပွဲတွေပါနေဆိုရင်လည်းသူတို့ကွန်မန့်တွေပေးတာဆိုအရန်ကောင်းလာမှာပေါ့နော်အဲ့တော့ဘာဖြစ်လို့ဒါချင်းတစ်ဖွဲ့တွေမဟုတ်ပါဘူးနော်တိုင်းသားဖွဲ့စည်းတွေအကုန်လုံးကဒီလိုမျိုး standard army ပုံစံနဲ့ ဟောနော်တိဆောက်လာနိုင်တယ်ဆိုတော့ရမ်းပဲကောင်းမှာဖြစ်ပါရင်နော်ဟုတ်ကဲ့ဒီညတင်ဆက်မှုဗီဒီယိုဒီလောက်ပဲဖြစ်ပါရင်နော်အစားအဆုံးကြည့်ပေးကြတယ်မြို့ပြည်သူရောက်စရန်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖက်မင်းအောင်လိုင်းစစ်ပေးငလင်ပေးမိုးပေးဘေးရည်ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ